မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ April 9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့နေပြည်တော်မှာသခိုင်းငလျင်ကြီးကြောင့်ပျက်စီးသွားတဲ့အဆောက်အဦများအတွင်းထဲမှာအုပ်စုဖွဲ့ပြီးတော့လူရမှုများဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်းအပြင်းနဲ့ငလျင်ကြီးဖြစ်ပွားမှုအပြီးနှစ်ပတ်ခန့်အကြာအထိဆိုးဝါးစွာထိခိုက်ခဲ့တဲ့ဝန်ထမ်းအင်အားများမှာ လူရဲမှုတွေဟာပုံမှုပြီးတော့ဖြစ်ပွားနေတယ်လို့ဝန်ထမ်းအတိုင်းဝိုင်းကပြောဆိုထားပါတယ်အမှုချမ်းစည်းတယ်လို့မျိုးပဲအုပ်စုလိုက်လာပြီးတော့အိမ်ထဲကိုဝင်ပြီးတော့ပြည်စည်းတွေကိုယူကြတာဘာတားစီမှမရှိတယ်လို့မျိုးဖြစ်နေတယ်နေအိမ်ပြည်စည်းတဲ့သူတွေကလည်းစစ်ကောင်စီနေရာချထားပေးတဲ့နေရာမှာတွားနေရတာမို့လို့နေဆရာကိုအရေးပေါ်ရွှေ့ပြောင်းကြတဲ့အခါမှာကြီးကြီးမားမားဘာမှမတည်နိုင်ဘူးလေအခုကအဲယားကွန်းတွေကအစအကုန်လုံးဖြုတ်တယ်နေကြတာလို့နေပြည်တော်မှာရှိတယ်ဝန်ထမ်းတုံးနဲ့နေဆက်သူကလူရဲမှုအခြေအနေကိုရှင်းပြထားပါတယ်စစ်ကောင်စီအခြေဆက်ရာနေပြည်တော်မှာဝန်ကြီးဌာနအစအုပ်များပြိုကျပြည်စည်းမှုများစွာ ရှိတော့လေစစ်ကောင်စီကသတင်းကိုထိမ့်ချုပ်ထားတယ်လို့ဒေသခံတို့ကပြောပြထားပါတယ်ပျက်စီးနေတဲ့ဓာတ်ပုံတွေမတင်ရဘူးမပို့ရဘူးတွေ့ရင်အေးအေးယူမယ်ဆိုပြီးတော့ချင်းချောက်ခံထားရပါတယ် ကျွန်တော်တို့ညမအိမ်ရောင်ပါဆိုရင်လဲတိုက်ကတော့မပြိုဘူးဒါပေမဲ့နေလို့မရတော့ဘူးအဲ့ဒီလိုမျိုးတွေအများကြီးပဲပြိုတဲ့အိမ်တွေကပြိုနေကြပြီလို့၎င်းကရှင်းပြထားပါတယ်နေပြည်တော်မြို့ကတူကလည်းနေပြည်တော်ကဝန်ထမ်းအိမ်ရာအကုန်လုံးနှီးပါကလူနေလို့မရအောင်ကိုပျက်စီးသွားတာလွတ်တော်လဲတော်တော်ထိသွားတယ်ဝန်ကြီးဌာနရုံးနေမှာဆိုရင်လဲပြည်ထရေးရုံးနိုင်ငံသားရေးဘ ਹੁ ဘန်တွေလဲထိထားတယ်တခြားရုံးတွေလဲထိတာပေါ့ရုံးတွေကတစ်ခုနဲ့တစ်ခုဆက်ဆက်နေတာလေ ပြင်းမနာဆိုရင်ဘိုးချုပ်လမ်းတစ်လျှောက်အကုန်လုံးနှီးပါပြိုကြကုန်တာလို့ငလျင်ကြောင့်နေပြည်တော်ပြည်စည်းမှုအခြေအနေကိုပြောပြထားပါဗျ။ရုံးလုပ်ငန်းများအများဆုံးစတင်နိုင်ရန်နေပြည်တော်မှာရှိတဲ့ရုံဆေးရုံနဲ့ဝန်ထမ်းအင်အားများကိုအများဆုံးပြန်လည်တိစောက်ပြုပြင်ရမှာဖြစ်ပြီးတော့ဝန်ထမ်းတွေကိုရက်ကွက်၅ခုမှရှိတဲ့ အားကစားခွင့်တွေမှာထားရှိမှာဖြစ်တယ်လို့အေဘီလ9ရက်နေ့ကပြုလုပ်တဲ့စစ်ကောင်စီရဲ့သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနအစည်းအဝေးမှတ်တမ်းအရသိရပါဗျ။ငလျင်လောက်ခတ်မှုအပြီးလူရမှုများဟာမန္တလေးနဲ့စကိုင်းတိုင်းတို့မှာဖြစ်ပွားလျက်ရှိတော်လဲစစ်ကောင်စီဘက်ကတော့ကောလာဟာလာအဖြစ်သာယူဆတယ်လို့၎င်းတို့ရဲ့ဝါရဖြန့်သတင်းစာမှာအေဘီလ9ရက်နေ့ကဖော်ပြထားပါဗျ။လူရမှုဖြစ်ပွားပါကတိုင်ကြားနိုင်တယ်ဆိုပြီးတော့စစ်ကောင်စီကဝါရဖြန့်ထားတဲ့ဖုန်းနံပါတ်တချို့ကိုဆက်သွယ်မေးမြန်းကြည့်တော်လဲပြန်လည်ဖြေကြားခြင်းမရှိဘူးလို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကုတာတောင်ငူမျိုးတမိုင်းဝင်နန်းတော်ဦးလောကမာရဇိန်ဇေဒီတော်ကိုအကြံဖတ်ဒုစစ်ခေါင်းဆောင်ဆိုဝဲဟာဖနာစီပြီးတော့တက်ရောက်ခဲ့မှုကိုစစ်ရုံးရဲ့ပြန်ကြားရေး website မှာမှတ်ချက်နဲ့တကွဖော်ပြခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြံဖတ်ဒုစစ်ခေါင်းဆောင်ဆိုဝဲဟာငလျင်တန်တဲ့ဘကုတိုင်းကိုတွားရောက်ပြီးတော့ဆက်ဆေးခဲ့ရမှာတောင်ငူမျိုးမှာတည်ထားတဲ့ ်တမိုင်းဝင်နန်းတော်ဦးလောကမာရဇိန်ဇီဒီရောကိုဖနှက်ဆီးပြီးတော့တက်ရောက်ခဲ့ကြောင်းစစ်တပ်ရဲ့ပြန်ကြားရေး website မှာမှတ်ချက်ပုံစံနဲ့သတင်းဖော်ပြခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ရုံးရဲ့ပြန်ကြားရေး website မှာသတင်းဖော်ပြရမှာမှတ်ချက်သတင်းစာများတွင်အပြည့်အစည်တွေ့ရှိမှုများအပြည့်အစည်များဆိုပြီးတော့ဦးစားပေး၃ရံနန်းတော်ဦးဖျားမှာဖနှက်ဆီးထားတဲ့အတွက်ပုံ၃ရံမှာဂရုပြုပြီးတော့၃ရံ စွာချောင်းတရပျက်စီးမှုနဲ့ပြင်ဆင်ဆောင်ရွက်မှုများအားတိတ်တော်တယ်လို့သုံးရန်လို့ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီးတော့နောက်ပိုင်းမှာမှအဲ့ဒီမှတ်ချက်ကိုပြန်လည်ဖြုတ်ချသွားတယ်လို့သိရပါဗျ။မက်ရှလာ28ရက်နေမှာလောက်ခတ်ခဲ့တဲ့ငလျင်ကြောင့်တမိုင်းဝင်နန်းတော်ဦးလောကမရစိတ်ဇေဒီဟာစိန်ဖူးတော်မှတ်မြတ်နာတော်ရေးမြေမှာရှိတဲ့ဖရာပထိုးဇေဒီငယ်များပြိုကျပျက်စီးခဲ့ပြီးတော့မက်ရှလာ28ရက်နေ့ကလေးကကယ်ဆယ်ရေးနဲ့ကုညီရေးလုပ်သူများကအပအများပြည်သူများလာရောက်ဖူးမြောက်ခွင့်ကိုပိတ်ပင်ခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်ဒုစစ်ခေါင်းဆောင်စိုးဝင်းဟာနန်းတော်ဦးဖရာရေးမြေတော်ဘက်ကိုလာရ ရောက်စစ်ဆေးခြင်းဖနာစီးပြီးတော့တက်ရောက်တဲ့အချိန်မှာပြည်သူများဝင်ရောက်ခွင့်ကိုတားမြစ်ထားတဲ့အတွက်မသိရှိရဘဲသတင်းမီဒီယာတွေကသတင်းပေါ်ပြမှသာသိခဲ့ရတယ်လို့ပြောပါရယ်ဖရဲရင်မြေမှာအပြက်စီးတွေဘလောက်ပဲရှိစေကမူဖနာစီးပြီးတော့တက်ရောက်မှုဟာလက်သင့်ခံနိုင်ပွဲမရှိဘူးလို့တောင်ကုန်မြို့ကပရိုက်တာအဖွဲ့အသင်းကအဖွဲ့ဝင်တဦးကသတင်းပေးဖို့ပြောကြားထားပါရယ်နန်းတော်ဦးဇေဒီတော်ကမတ်လ28ရက်နေ့ကငလင်းလုတ်ပြီးတဲ့နောက်မှာဒေတာတက်နေကတမတော်သားတွေချက်ချင်းဒီမိသက်ရဲနဲ့ကျွန်တော်တို့နေမြေကန်ပရိုက်တာဓမားတွေလှုပ်အားပေးပြီးတော့အပြိုပြက်တွေကိုဖယ်ရှားထားပြီးသားပါ ရင်းမြေတော်ပေါ်မှာလည်းအပြက်စီးအဆနာတွေမရှိတော့ပါဘူး။ဖရာပရဝုံထဲမှာလည်းဇေဒီတော်ကြီးဟာမူလာအတိုင်းမရှိတော့တဲ့ပုံစံကလွဲရင်အပြက်စီးတွေအကုန်လုံးကိုရှင်းထားပြီးသားပါ။ဖရာပေါ်မှာဖနက်စီဒီတက်တယ်ဆိုတာ Facebook ပေါ်ကိုသတင်းတက်လာမှကျွန်တော်တို့လည်းသိရတာ။ ဒါကြီးကတော့လက်ခံစရာအကြောင်းမရှိပါဘူးဇေဒီတော်မှာအပြုတ်အပြတ်တွေကျွန်တော်တို့ရှင်းနေတုန်းကတော့မှဖះရင်းမြေတော်မှာကျွန်တော်တို့အဖွဲ့တွေဖနှက်မစည်းကြပါဘူးလို့နန်းတော်ဦးဖះဇေဒီအပြုတ်အပြတ်များကိုရှင်းလင်းရမှာပါဝင်ခဲ့တဲ့ပရိုက်တာအဖွဲ့ဝင်တဦးကလူမှုကွန်ရက် Facebook Messenger ကနေတဆင့်သတင်းပေးဖို့ပြောကြားထားပါတယ်တောင်ကုန်မျိုးနန်းတော်ဦးလောကမရစိတ်ဇေဒီတော်ကြီးကိုကောစာတက်ကြက်1060တခုနဲ့မှာဗရုံမင်းတရားကြီး ဘိုးတော်ဦးဝင်းကတီထားပူဇော်ခဲ့ပြီးတော့နန်းတော်ဦးရန်အောင်နိုင်အမည်သတ်မှတ်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ခေတ်ဆက်ဆက်ပြုပြင်ခဲ့ကတက်ကြတဲ့1990ပြည့်နှစ်မှာနန်းတော်ဦးလောကမရဇိန်ဆိုပြီးတော့အမည်ပြောင်းလဲပြီးတော့ပူဇော်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းအင်ကပူမြို့နယ်အတွင်းကိုဒီကနေ့မနက်အစောပိုင်းမှာစစ်ကောင်စီတပ်ကလေယာဉ်များနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ AP လ9ရက်နေ့မနက်3:00နာရီအချိန်မှာ တိုက်လေရင်နဲ့ဘုံများနှစ်ကြိမ်တိုင်တိုင်ကျဲချသွားတယ်လို့သိရပါတယ်။အင်္ဂဘူမြို့နယ်အတွင်းတောအုပ်များတဲ့ကိုဘုံများကျဲချသွားခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အင်္ဂဘူမြို့နယ်အတွင်းမှာစေကောင်စီကလေးချောင်းကနေပြီးတော့ဘုံကျဲချသွားတယ်လို့သိရပါတယ်။ ိုက်ပွဲဖြစ်တာမျိုးမကြားမိပါဘူးလေရင်နေနဲ့လာပြီးတော့ခဏကြာတော့ဘုံကျဲချတဲ့အတန်နဲ့ပောက်ကွဲတန်တွေကြားရတာပဲလို့အင်ကပူမျိုးနယ်ကစီရဲတရင်ရင်မိကရှင်းပြထားပါတယ်အင်ကပူမျိုးနယ်အတွင်းမှာရခိုင်ရံများအတွင်းကအေအေဥဆောင်တဲ့တော်လိုင်းတပ်များနဲ့စစ်တပ်များကြားမှာဖိတွေ့တိုက်ပွဲများဖြစ်ပွားပြီးတော့စစ်တပ်ရဲ့လုံခြုံရေးကင်းစခန်းများကိုဇက်တိုက်စွန့်ခွာခဲ့ရမှုများလည်းရှိနေတယ်လို့သိရပါတယ်အချက်မဲ့စစ်ကောင်စီကအပြည့်ရကျင်းနာပြီးတော့လေကြောင်းတိုက်ခတ်မှုများလုံဆောင်နေတော်လဲ နေ့စဉ်သတင်းထုတ်ပြန်ရမှာတော့စစ်တပ်ကသာအပြစ်ရကြေညာချက်ကိုလိုက်နာပြီးတိုင်းရင်သားလက်နက်ကိုင်များကချိုးဖောက်နေတယ်လို့စစ်ကောင်စီရဲ့ပြောခွင့်ရဇော်မဲလုံးကဇက်တိုက်ပြောဆိုနေပါတယ်။ AB လ9ရက်နေ့မှာလဲ KIA, TNLA, AA, KNDF, KMPB နဲ့ PDF တပ်များကစစ်တပ်ရဲ့အပြစ်ရရေးကြေညာချက်ကိုချိုးဖောက်ကစခန်းများနဲ့စစ်ကြောင်းများကိုလာရောက်တိုက်ခိုက်ခဲ့တယ်လို့ဇော်မဲလုံးကပြောဆိုထားပါတယ်။ တောင်ခမ်းမှာရှိတဲ့လုံခြုံရေးစခန်းကိုဧပြီလ9ရက်နေ့မနက်09:45ကနေညနေ3:00ခွဲအထိ PNL က drone နဲ့ drone ဘုံးတွေကျဲချပြီးတော့တိုက်ခတ်ခဲ့ပါတယ် KNPB KNDF အဖွဲ့တွေအနေနဲ့လဲ Rycon နဲ့ဘော်လက်ခဲမှာ sniper နဲ့လာပစ်တာလုံခြုံရေးစခန်းတွေကို drone ဘုံးချပြီးတော့တိုက်ခိုက်တာတွေကိုလုပ်ခဲ့ပါတယ် AA အနေနဲ့ကကြော့ဖြူအရှိတောင်ဘက်မှာရှိတဲ့တပ်လုံခြုံရေးနေရာတွေကိုမနေ့ညနေ3:00နဲ့ည9:00မှာလာရောက်ပြီးတော့တိုက်ခတ်ခဲ့ပါတယ် PDF အဖွဲ့များအနေနဲ့ ကလေးဝမြို့နယ်ငါစိတ်နဲမြေရဲစခန်းကိုမနေ့ကနေ့လယ်၁၂နာရီ၅၅မိနစ်ကနေ့စနစ်ခွဲအထိ drop bomb များနဲ့လာရောက်ကျဲချပြီးတော့တိုက်ခိုက်ခဲ့ပါတယ် KIA အနေနဲ့ကတော့အင်းတော်မြို့မှာလုံခြုံရေးယူနေတဲ့တရင်တပ်ဖွဲ့တွေကိုတိုက်ခိုက်ခဲ့ကြောင်းတွေ့ရပါတယ် PDF များအနေနဲ့မခုတ်ကူမြို့အောင်သာကြီးပါမှာလုံခြုံရေးယူနေတဲ့တပ်နဲ့ရဲတပ်ဖွဲ့တွေကို drone နဲ့စင်းနဲ့မနေ့ကမနက်၁၀နာရီလောက်မှာ ဒရဘုံလာချပြီးတော့တိုက်ခိုက်သွားတာကိုတွေ့ရပါတယ်လို့ဇော်မဲလုံးကဇက်တိုက်ဆွဆွဲပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီကအေပီလာ၂ရက်နေ့ကနေအေပီလာ၂၂ရက်နေ့အထိငလင်းဘေးတဲ့နဲ့ဒေတာများကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်ယာယီအပြစ်ခတ်ရပ်ဆိုင်းထားမှာဖြစ်ကြောင်းကြေညာခဲ့တော်လဲတကယ်လက်တွေ့မြေပြင်မှာတော့စစ်ကြောင်းထိုးခြင်းလေကြောင်းကနေတိုက်ခိုက်ခြင်းများကိုစစ်တပ်ကအမြဲမပြတ်လှုပ်ဆောင်နေကြောင်း NUG အပါအဝင်တော်လိုင်းတပ်ဖွဲ့များကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္ဂနွေလုံးမှာမြို့နယ်တိုင်းမှာရှိတဲ့ဌာနဆိုင်ရာရုံးများရက်ွက်နဲ့ခြေရွာများအားလုံးမှာရတနာတုတ်ကိုကိုရက်တိတိကိုချိန်တိုင်တိုင်ရုတ်ဖက်ကြရန်စစ်ကောင်စီကမနေ့ကညနေပိုင်းမှာအရေးပေါ်ညွှန်ကြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AB လ၈ရက်နေ့ကစတင်ပြီးတော့ AB လ၁၆ရက်နေ့အထိနေ့စဉ်ည9နာရီအချိန်တိုင်းမှာတနင်္ဂနွေလုံးမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနရုံးများရက်ွက်နဲ့ခြေရွာအုပ်ချုပ်ရေးရုံးများသာသနာတော်ဆိုင်ရာဓမ္မရုံးဖုန်ကြီးကျောင်းများစွန့်လောက်အသင်းများနဲ့ ပြည်သူများရဲ့နေအိမ်တိုင်းမှာပါယန္တနာတုတ်များကိုရုတ်ဖက်ပူဇော်ရမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ငလျင်ဘေးအပြင်လာမဲ့ဘေးအန္တရာယ်များကကင်းရှင်းနိုင်ရေးအတွက်အခုလိုမျိုးစိတ်ကောင်းစီရဲ့ပြည်ထရေးဝန်ကြီးဌာနကတနိုင်ငံလုံးကိုနှုတ်မိတ်နဲ့ညွှန်ကြားလာခြင်းဖြစ်တယ်လို့သိရပါတယ်။ငလျင်ဘေးကြီးဖြစ်ပါတယ်။ပြည်သူတွေရဲ့အလောင်းတွေထောင်ချီပြီးတည်ဆုံနေရတယ်။အပုံနဲ့နေဖြစ်တယ်ဒါကဝေတာလီမှာကပ်ဘေးဆိုင်တော့ဖျားရှင်ကိုယ်တိုင်ယရဏတုတ်ပြိပထန်းနေရွတ်ပြီးတော့ကာကွယ်ခဲ့ရတယ်အခုလဲဒီလိုယရဏတုတ်ရွတ်ဖက်ပူဇော်တာကကောင်းတဲ့လက္ခဏာဖြစ်ပါတယ် ကြုံစဲကြုံရလက်တံဖြစ်တဲ့ဘေးတွေကနေကင်းဝေးစေမှာဖြစ်ပါတယ်။ဦးစင်းတို့စီမှာတော့မြို့နယ်ထွေးအုပ်ရဲ့ညွှန်ကြားချက်နဲ့မြို့နယ်သာသနာနာယကအဖွဲ့တွေပူးပေါင်းပြီးတော့ចောင်းတိုက်တွေအလှည့်ကြညာတိုင်း မနေ့ညကစပြီးတော့ရွတ်နေပါတယ်တနိုင်ကလုံးရွတ်ကြတာပါလို့စမ်းကြောင်းမြို့နယ်မြို့နယ်တန်ခါနာရီကအဖွဲ့ဝင်ဆရာတော်တပားကမိန်ကြားထားပါတယ်မကွေးတိုင်းမင်းလာမြို့နယ်မှာလည်းမြို့နယ်ထွေးအုပ်ရဲ့ညွှန်ကြားချက်အရာမနေ့ကည9နာရီကစတင်ပြီးတော့ရတနာတုတ်ကိုမလွန်မြတ်တပိတ်ဇေတီတော်မြတ်ကြီးဂန္ဓာကိုရင်တိုက်မှာစတင်ရွတ်ဖက်နေကဧပြီလ10ရက်နေ့ကနေဧပြီလ16ရက်နေ့အထိ ကိုရက်ကိုချိန်တိုင်းတိုင်းရွတ်ဖက်ပူဇော်သွားမှာဖြစ်တယ်လို့သိရပါတယ်။မင်းလာမြို့နယ်မှာနေ့စဉ်9နာရီအချိန်မှာဆရာတော်တန်ဃာတော်များကတကိုးကြီးဖျားစီဒီဗိမ္မာများမှာ၎င်းရက်ကွက်နဲ့ခြေပါအုပ်ချုပ်ရေးအဖွဲ့များကသက်ဆိုင်ရာဓမ္မယုံများနဲ့ယုံများမှာ၎င်းဝင်းကြီးဌာနဆိုင်ရာယုံဌာနများကယုံများမှာရှိတဲ့ ဖျားကားများမှာ၎င်းယရဏတုတ်ပြိပထမ်းများကိုဓပြိုင်နဲ့ရွတ်ဖက်ပူဇော်ကြတယ်လို့သိရပါတယ်ယရဏတုတ်ရွတ်ဖက်တာကတနိုင်ငံလုံးကိုညွှန်ကြားထားတာပါရန်ကုန်တိုင်းမှာလည်းမင်းညားက9နိုင်ကစပြီးတော့ရွတ်ဖို့ရက်ွက်ရုံးတွေအထီကိုညွှန်ကြားထားတယ်လို့သိရတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီရဲ့သတင်းအရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့လှိုင်သာယာမြို့နယ်အမှတ်၄ရက်ကွာ FMI City ရဲ့အုတ်ချုပ်ရေးမှူးအောင်ကျော်မိုးက ပြည်ပမှာကြောင်းတက်အလုတ်လုတ်ကိုင်းနေတဲ့လူငယ်များကိုစစ်မှုထမ်းရမဖြစ်မနေပြန်လာရမယ်လို့ချင်းချောက်ပြီးတော့ငွေကျပ်350တောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေဘီလာဘိုင်းကစတင်ပြီးတော့စစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်လိုင်သာယာမြို့နယ်အမှတ်၄ရပ်ကွက် FMI City ရဲ့အုတ်ချုပ်ရေးမှုအောင်ကျော်မိုးကရပ်ကွက်မှာနေတဲ့လူငယ်များရဲ့မိဘများကိုတဦးချင်းစိတ်ခေါ်ပြီးတော့စစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်ငွေညစ်တောင်းခံနေတယ်လို့သိရပါတယ်။အုတ်ချုပ်ရေးမှုအောင်ကျော်မိုးဟာရပ်ကွက်နေပြည်သူများရဲ့တာသမီများကိုစစ်မှုမဖြစ်မနေထမ်းဆောင်ရမယ်ဆိုပြီးတော့ချင်းချောက်ပြီး နိုင်ငံသားမှာကြောင်းတက်နေတဲ့အလုပ်လုပ်ကိုင်းနေတဲ့သားသမီးများရဲ့ကြောင်းအမည်ကုမ္ပဏီအမည်နဲ့နေရက်လိပ်စာများကိုပါအတင်းအကျပ်တောင်းယူနေကမဖြစ်မနေမြန်မာနိုင်ငံကိုပြန်လာရမယ်ဆိုပြီးတော့အတင်းအကျပ်ချင်းချောက်ကလူကိုယ်တိုင်မလာရောက်နိုင်ပါကငွေကျပ်သိန်း30ကနေသိန်း50အထိတောင်းယူနေပြီးတော့စာအိတ်နဲ့ထဲကလမ်းအလူဆိုပြီးတော့ခေါင်းစဉ်တက်ပြီးနှစ်ပတ်အတွင်းမှာပေးသွင်းရမယ်လို့တောင်းခံနေတယ်လို့သိရပါတယ်။ဒါပြင် အုတ်ချုပ်ရေးမှုအောင်ချုပ်မှုဟာ၎င်းရဲ့တမိဖြစ်သူကိုပါရက်ွက်အုတ်ချုပ်ရေးအဖွဲ့မှာစရေးအဖြစ်နဲ့ခန့်အပ်ထားပြီးတော့မိသားစုစီးပွားရေးတပ်ဖွဲ့လောက်ကင်နေတယ်လို့သိရပါတယ်။လိုင်းသားရအမှတ်၄ရက်ွက် FMI City ရဲ့အုတ်ချုပ်ရေးမှုအောင်ချုပ်မှုကပြည်သူလူထုအပေါ်အနိုင်ကျင့်မှုတွေများပြီးတော့အခုကစစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်ဆိုပြီးရက်ွက်ထဲကအိမ်တိုင်းအိမ်တိုင်းကိုခေါ်ပြီးတော့ရုံးကိုခေါ်ပြီးချင်းချောင်းနေတာ သူတို့တောင်းတဲ့ပတ်စံမပေးနိုင်ရင်နိုင်ငံသားနေပြီးတော့မြန်မာနိုင်ငံကိုပြန်လာပြီးတော့စစ်မှုထမ်းရမယ်လို့ချိန်ချောက်နေပါတယ်လို့ဒေသနေပြည်သူတို့ကသတင်းပေးဖို့တိုက်ကြားထားပါတယ်အချက်မဲ့စစ်ကောင်စီကအခု AP လာအတွင်းမှာဖွင့်လှစ်မယ်စစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်နိုင်ငံတော်အလုံးမှာပေါ်တာဆွဲဖမ်းဆီးမှုများအတင်းအကျပ်ဆင်ခေါ်မှုများကိုလှုံ့ဆော်နေတယ်လို့စုံစမ်းသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောဘကိုးတိုင်းလက်ပရန်မြို့နယ်မှာရှိတဲ့ခြေရွာ၄ရွာကိုအချမ်းမတ်စစ်တပ်ကဝင်းအောင်စီးနှင်းပြီးတော့လူငယ်၁၂ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ၆ရက်နေ့မှာတီတာကုန်းရွာမှာနေထိုင်တဲ့လူငယ်၂ဦးကိုအချမ်းမတ်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးပြီးတော့ချင်းချောက်ဝင်းကျဲချင်းချောက် တယောက်ကိုငွေကျပ်300နဲ့လိုက်လံရွေးထုတ်ခဲ့ရတော့လဲလက်ရှိအချိန်ထိပြန်လို့ပေးခြင်းမရှိသေးပဲနဲ့ဆက်လက်ဖမ်းဆီးထားတယ်လို့သိရပါတယ်။ဧပြီလ9ရက်နေ့မနက်ပိုင်းမှာလက်ပတန်းမြို့နယ်စင်တလင်းအုပ်စုမအူဒန်းရွာကလူငယ်၄ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။အလားတူပဲဧပြီလ10ရက်နေ့ မနေ့9နိုင်ခန့်မှာစင်တလင်းအုပ်စုငတ်တိုက်ရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား30ခန့်နဲ့ဝေရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့်လူငယ်များထွက်ပြေးတိမ်းရှောင်နေရပြီးဥလာထုတ်ဝင်းနဲ့အခြားလူငယ်တအုပ်တို့ဖမ်းဆီးခံရတယ်လို့သိရပါဗါဒ်အဲ့ဒီနေ့မနေ့ပိုင်းမှာလည်းလက်ပန်းမြို့နယ်စင်မနီအုပ်စုအတွင်းမှာရှိတဲ့ကြေးပါများကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဝေရောက်ပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့် အလူကန်မန်တက်ထိုးနေတဲ့မိုးဆက်ကြီးရွာကလူငယ်၃ဦးနဲ့စင်မနီကြီးရွာကလူငယ်၃ဦးတို့ကိုဖမ်းဆီးသွားပြီးဖမ်းဆီးခဲ့တဲ့လူငယ်တွေထဲမှာမိုးဆက်ရွာကရှင်လောင်းရဲ့ဖခင်ဖြစ်သူလဲပါသွားတယ်လို့သိရပါတယ်။လက်ပတ်ထမ်းမှာစစ်မှုထမ်းအပတ်စဉ်၁၂ရက်အတွက်စစ်ခွေးတွေကရွာတိုင်းလူလူကိုဝင်စီးပြီးတော့လူစုနေကြတာသူတို့တွေ့တဲ့ဒုတိုင်းကိုဖမ်းတယ်ဖမ်းပြီးသွားရင်လဲငွေတွေကိုသိမ်းရာချီပြီးတော့တောင်းတာအခုကပတ်စံတောင်းပြီးရင်တော့မှပြန်မလွတ်တော့ဘူးစန့်ညိအောင်မယ်ဆိုပြီးတော့ဖမ်းထားသေးတယ်လို့ဒေသနေပြည်သူတို့ကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတိုင်းငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစီးရဲသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ